လင်းရောအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ဟဲ့ကဲဘယင်ပေါ့ဗျာနောက်ထူးကြတာကဘာပေါ်မှာတဲ့နေကိုမျက်နှချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းရောတာပေါ့ကြည့်မုံတိုင်းကိုမကြောက်တာလင်းရောနဲ့ဇင်ရောမျိုးရှိအားလည်းသိတာဘလောက်ထိအားရှိလဲဆိုရင်တဲ့သူ့ body weight တဲ့ငါးစကြီးတဲ့ဘာကောင်ရှိပါ့ဘယ်လင်းရောမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးအစားစားအဲ့လိုခြိသွားပြီးတော့မှပေါက်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 ပြီးနှုတ်တင်းနဲ့ပေါက်စား အဲ့လင်းယုံမှာတဘာဝပေးထားတဲ့အကျိုးမြတ်နှစ်ခုရှိတစ်ခုကလင်းယုံငှက်တွေဟာအသက်ရှင်80အထိတတန်းရှိနောက်တစ်ခုကလင်းယုံငှက်တွေဟာတဲ့ငါးလတိတိငှက်ခံအစမ်းစားရင်မတော့ဘူးကိစ္စမဖြစ်မသေးဘူးငါးလကြော်ရင်ပြန်စားရအဲ့ဒီမှာတဲ့ကျွန်တော်တို့ကတွေးစရာပါရအသက်40ကျော်တဲ့ချိန်အဲ့ဒီလင်းယုံရဲ့ရုပ်ခန္ဓာဟုတ်တယ်ဘယ်လိုဖောက်ပြန်လဲကြောက်ဒါနှုတ်ပြီးတော့ ဲ့နှုတ်တရားနေပြီးတော့အသားတွေဖက်လက်ကြီးရှည်ထွက်လာတနေ့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 နှုတ်နဲ့ရှည်လာအဲ့ဖက်လက်ကြီးကရှည်ထွက်လာအယိုးပါမှာဟာလို့များအဲ့တော့စားစားလို့စားစားစားလို့များခိုင်းရှည်ထွက်အဲ့လိုပဲအမွေးမြင်တွေထူတတ်သိပြီးထူတတ်သိပြီးပြီးတော့ဘယ်လိုမှမပြန်မပြန်နိုင်တော့ခါလိုက်နောက်တစ်ချက်ကရှည်တဲ့လက်သေးတွေပါလေအဲ့လိုပဲအသားပြော့ပြော့ပြည့်ပြည့်ရှည်လာအယိုးပါအဲ့တော့ဒါကောင်ကိုတက်ခုခိုက်ခုမလို့တော့အဲ့ဒီချိန်မှာလင်းရုံမှာ ောက်ဥစုခွဲသွားတုံးဥစုကတော့ဒါကသဘာဝပေးတာပဲတတ်နိုင်ဆိုပြီးတော့ကျွန်တော်တို့ဘုရားဝါသာအနေနဲ့ဆိုရင်ကံပေါ့နော်ဆိုပြီးတော့သေတဲ့လင်းရုံသေတဲ့လင်းရုံဆိုတာနှမျိုးရှိတယ်သေမဲ့တူတော့ကွာမတူဆိုပြီးတော့အကြိုက်ငတ်မခံနိုင်ဘူးဆိုတော့ကောင်းမွန်တဲ့အတောင်ကိုရုပ်ချပြီးတော့မဆူဆိုင်လုပ်ပြီးသေတဲ့လင်းရုံနော်နောက်တနည်းကတော့ငါးလာတိငန်းအပြက်ပြက်နဲ့နေဒါရခါမလို့ငါးလာလဲကြော်သေးသွားတယ်သေတဲ့လင်းနောက်တစ်မျိုးက အဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့သက်တမ်း30ပြန်လေးတယ်အဲ့30မှာသက်ရှင်ဖို့အတွက်နောက်တစ်နည်းလမ်းမရှိဘူးလားအဲ့လိုစူးစမ်းရှာဖွေတဲ့လင်းအဲ့လင်းရောက်နေဘာလုပ်လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းမဆောက်လိုက်ဘာလို့ဆိုငါလအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှံ့နေဘူးနော်အတိုက်ကောင်းမဆောက်အတိုက်လဲဆောက်ပြီးရောနံပါတ်၁ဆောက်လောက်တာပါလဲဆိုတော့အိနှုတ်တိရနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့ အစိတ်ပိုင်းကြီးကြောက်သားကြောက်ချက်နဲ့သွေးတိုက်ချက်တနည်းနည်းနည်းပေါ့လားတနည်းနည်းနည်းနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နားတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ပလက်ကြီးပြုတ်တယ်ပြုတ်ကြသွားတော့မူလနှုတ်ပြီးကြာအဲ့မူလကြံတဲ့နှုတ်ကြီးဆက်ထားရင်အဲ့ပလက်ကြီးကဆက်ထွက်မယ်အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ခတ်သွေးရသွေးတဲ့ချိန်ပိုနာတယ်မာဆိုတော့သွေးတွေထွက်တယ်တနည်း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 တို့လိုက်တာနောက်ဆုံးအဲ့ဒါကြီးပြုတ်ကမရှိအောင် နှုတ်သေးမရှိတော့လင်းရောအများနာကျင်နေပြီအတိုက်ထဲမှာခူခွေလေးနားနေတယ်အဲ့ဒီမှာတလားဖြစ်မလားနလားဖြစ်မလားအဲ့ဒီချိန်မှာနှုတ်ဒီ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 ပြန်ရှိလာတာမူလငှဲ့ငယ်တကောင်ရဲ့နှုတ်ဒီပြန်ရလိုက်အဲ့ဒီနှုတ်ဒီလည်းပြန်ရရောဒုတိယအစီမပါလို့လဲဆိုတော့အမွေးကိုနှုတ်ဒီနဲ့ခုနထူတက်သိသိပြီးတော့မြန်မြန်ပြန်နိုင်တဲ့အမွေးလေးကိုနှုတ်ဒီနဲ့နှုတ်တော့ကျွန်တော်ချက်မပြောတော့ဘူးနော်ကိုယ်ငွေးကုန်နှုတ်တော့ဘလောက်နာလဲစဉ်းစားကြည့်နော်အကုန်ပြောင်းနေအောင်နှုတ်လိုက်တနည်းနည်းပဲနှုတ်မယ် ခါလဲနဲ့ပြင်းမလို့။အဲသွေးလင်းလင်းနဲ့အမွေးမရှိတော့လင်းရော။နောက်ဆုံးမိတ်ကြတော့ခြေတဲ့လက်တဲ့နှုတ်သီးနဲ့ပေါက်တယ်၊ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်၊သွေးတယ်။ခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်ပေါ်လုံး။အသက်လို့။အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာကိုယ်ဝေးလေးလဲကြ။အဲ့ဒါဘလောက်ကြာလဲ။ငားလားမတိုက်။ငားလားမတိုက်ခင်မှာအမွေးသက်တွေထွက်လာ။ခြေသေးလက်သေးအသက်တွေပြန်ထွက်လာ။ငားလားပြည့်တဲ့နေ့တိုင်းအစာစားဖို့အဲ့အတိုက်ကို နောက်တစ်ချိန်ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းရုံမုံတိုင်းထဲဝင်သွားတယ်ဇာသွားစားတယ်အကုန်နောက်သေးသေးမွေးသေးခြေရဲတဲ့တက်တယ်တို့ကျင်လာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့ပွားမယ်ခရီးအတွက်မလို့အပ်တဲ့ဟောင်းနေပြထုတ်